င်္ဂလာပါရှင်ကျမကတော့ချေချိုဆမ်းပါ DPP ရုံးမြေတန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဖဲခုံမြို့နယ်မြင်းမထီတောင်မှာတူဖော်မဲ့တေဦးတတုကုမ္ပဏီကြောင့်တဘာဝပတ်ဝန်းကျင်တွေထိခိုက်ပျက်စီးနိုင်ပြီးဖွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိတာကြောင့်ဌာနေတိုင်းသားပြည်သူလူထုတွေက လုံးဝကန့်ကွက်နေကြပါတယ်ခွန်ဆုံးပေးပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကယန်းဒေတာတိကျရွာနာမှာရှိတဲ့မြင်းမထီတောင်မှာ ခရမ်းပြည်သက်ပါတီဥက္ကရာပိုင်နဲ့လေးဝင့်ကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်ထုတ်တူဖို့ကိုလှုပ်ဆောင်နေပါတယ်။အဲလိုလှုပ်ဆောင်ရမှာဒေတာကန်တွေရဲ့တဘောထားဆန္ဒကိုတွဲဆောင်ညှိနှိုင်းမှုမရှိတာ၊ပွင့်လင်းမြင့်တာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုလည်းမရှိတာအပြင်တဘောဝပတ်ဝန်းကျင်တွေလည်းကြီးကြီးမားမားထိခိုက်ပျက်စီးနိုင်တာကြောင့်ဌာနေတိုင်းနာပြည်သူတွေကကန့်ကွက်နေကြတာပါ။ ခုကုမ္ပဏီဝင်တဲ့ကိစ္စကကျွန်တော်တို့ဒေသခံဒီညီလိုက်တိုင်ပင်လို့မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒေသခံတွေကကွဲရတယ်ဖွင့်လင်းမြင်တမှုဆိုတဲ့ချက်ပေါ်တော့အရာကြီးကြီးတော့ကျွန်တော်တို့လူရှင်တဲ့ချက်ပေါ့တိတိကျကျချပြဒါမျိုးမရှိခဲ့ဘူးပေါ့ဒေသအတွက်ဂျူးထက်မိထွေဆူဂျူးဒီမှာထိခိုက်ပါလိမ့်မယ်ပေါ့အရင်ကသူတို့လောက်တဲ့ဒေသပါတော့မှဒီမူတွင်ပိုင်းစီဒီကြီးတာတို့မြေပြူတော့ဒီတနည်းစံတဲ့တွေ့ပေါ့နော်လူတီတဲ့အထိဖြစ်ခဲ့ဘူးတော့ပေါ့ လူတို့ဖေးအားဆက်လုံလဲကျွန်တော်တို့ကလည်းဆက်ဒီထက်ပြင်းထန်တဲ့လှုပ်ရှားမှုတွေကန့်ကွက်မှုတွေကျွန်တော်တို့ကဆက်လက်မှလှုပ်ဆောင်သွားဖို့ရှိတယ်ပေါ့မြင့်မထီတောင်မှာအကြီးစားတက်ထုတူဖော်မှုပြုလုပ်ရင်ကုန်းဆောင်ရွာစကန်းကြီးရွာတဲ့စကန်းကြီးရွာဟောင်းနဲ့တိကျက်ရွာမှာရှိတဲ့လူနေအိမ်400ကျော်ဘေးဥပတ်ဖြစ်စေနိုင်ပါလေအရင်ကအဲ့ဒီဒေတာမှာအသေးစားတက်ထုတူဖော်တဲ့လောက်ကွက်တွေရှိပါလေအဲ့ဒါတွေကြောင့်တဘာဝပတ်ဝန်းကျင်ရေဦးရေထွက်နဲ့ ချောင်းမြောင်းတွေပျက်စီးကုန်ပြီးဆန်စပါးနဲ့တီးနှံ့တွေစိုက်ပျိုးလို့မရတော့တဲ့ပြင်တောက်တုံးရည်ကြောင့်လည်းပြည်သူလူထုရဲ့ကျန်းမာရေးတွေထိခိုက်မှုတွေရှိနေပါတယ်။ဒါအပြင်လွန်ခဲ့တဲ့နှစ်ကမိုးရာဒီမှာရေကြီးမြေပြိုတာတွေဖြစ်ခဲ့လို့လူသေဆုံးတာနဲ့နေအိမ်တွေပျက်စီးတာတွေရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ အခြေတင်းလိုမျိုးတိချိတ်မှာရည်ကြီးခဲ့မယ်ဆိုရင်တော့ဒါနဲ့ပတ်သက်ကဘယ်သူကတောင်းယူတောင်းခံမလဲပေါ့နော်ပြချမောအမျိုးသမီးနေကုံတဲအမျိုးသမီးနေပြချမခလေးတငယ်နေအတကြီးဦးရေချမရေးဆူချိုးရအချိုးဆက်နေနဲ့ဘယ်သူကတောင်းယူမတောင်းခံမလဲဆိုတော့ကတော့ကုမ္ပဏီဘက်ကရောကျွန်တော်တို့ကိုပြောရမရှိသလိုကျွန်တော်တောင်းဆိုပေးမယ်လဲသူတို့ကတော့တစ်ဖက်တော့လူထုကိုဟိုနိုင်ချက်စီနေတဲ့ဟာမျိုးတွေပေါ့နော် မြင်းမထီတောင်မှာတထုတူဖို့ဖို့လုံနေတာကိုကန့်ကွက်နေတဲ့ဌာနေတိုင်းရင်းသားပြည်သူလူထုတွေကို လေးပွင့်ကျဲကုံနေနဲ့တရုတ်ကုံဒီရဲ့လုံချုံရေးတပ်ဖွဲ့တွေကလက်နက်အပြည့်စုံနဲ့လာရောက်အင်အားပြချင်းချောက်တာတွေရှိနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလေးဝင်းကျဲကုမ္ပဏီပိုင်ရှင်ကယန်းပြည်တဲ့ပါတီဥက္ကရာကို DPP ကဆက်တွယ်ပေမဲ့ဆက်တွယ်လို့မရသေးပါဘူးကျွန်တော်ခွန်စော်ဦးပါ စကိုင်းတိုင်းထီချမြို့နယ်လေတာရွာကိုစစ်တပ်ကဧပြီလ26ရက် နေ့ကင်း7နာရီနေပါချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံနှလုံးကျဲသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။အခုလိုလေကြောင်းကနေဘုံကျဲချလို့ထီချမြို့နယ်လေတာရွာအနီးကရပ်ဘက်ဆေးရုံထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ အခုလိုလေကြောင်းတက်ခိုက်လို့ဒေသခံရွာသားတွေကြေးရွာအတွင်းကနေပြောင်းရွှေ့ထွက်ခွာသူတွေလည်းရှိနေတယ်လို့သိရပါတယ်။လေသာရွာဟာအင်ချေ200ကျော်လူဦးရေ600နီးပါးရှိတဲ့ကြေးရွာဖြစ်ပြီး2022ခုနှစ်နိုဝင်ဘာလ30ရက်ကလည်းစစ်ကောက်စီတပ်ကတိုက်လေရင်နဲ့ပုံကျဲပြီးအင်အား80နီးပါးရှိတဲ့စစ်ကြောင်းကဒီဇင်ဘာလ1ရက်ဒီဇင်ဘာလ6ရက်နေ့မှာဝင်ရောက်စီးနင်းပြီးနောက်နေအိမ်40လောက်ကိုမိရှို့ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ မကွေးတိုင်းစင်မဝဲမြို့နယ်ထဲမှာတည်ရှိတဲ့စစ်ကောင်စီတပ်လက်အောက်ခံကပ္ပစ73ကိုဧပြီလ25ရက်ည7:00နာရီဝန်းကျင်မှာ short တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့အစည်းကနေသိရပါတယ်ပြခလိုက်တဲ့ short တိုက်တုံးစလုံးစလုံးပြမှတ်ကိုကြာရောက်ပောက်ခွဲခဲ့ပြီးအရာရှိတွေအပါဝင်စစ်သားတွေတေဆုံးထရာရခဲ့ကြသလိုစီကိုတောင်တွေလည်းအပါဝင်အဆောင်တွေပျက်စီးသွားတယ်လို့ BWM အဖွဲ့ကပြောပါတယ် ရရှိထားတဲ့အချက်လက်တွေအရရရှိ၃ရောက်နဲ့စစ်သည်၁၂ရောက်အပြင်းထန်တရားရရှိခဲ့ကတခြားအဆင့်၅ရောက်သေဆုံးခဲ့ပြီးမကွေးတဆရ၁၆ဂရင်တရားစေယုံကိုပို့ဆောင်လိုက်တယ်လို့အပမင်းလှ PDF တာဝန်ခံကိုရင်ကြီးအောင်က DPP ကိုပြောပါတယ်ဒီတိကတ်သေဆုံးမှုနဲ့ပတ်သက်လို့တော့ DPP အနေနဲ့တရားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူးဒီပြစ်ခတ်တက်ခတ်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ ဥဆောင်စီမံမှုနဲ့နယ်မြေကန်တပ်ဖွဲ့တွေဖြစ်ကြတဲ့ Upper Minhla PDF People Independence Army PIO PIDO နဲ့အတူ No More Dictatorship NMD Eager Brigade ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ရှင်။ ပယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆက်မှကျေးဇူးတင်ပါတယ်ရှင်